ရုရှားလေတပ်တုံ့လှုပ်သွားတဲ့ယူကရိန်းရဲ့တိုက်ခိုက်ဒရုန်းကိုယူကရိန်းကပထမဆုံးထုတ်ဖော်ပြသလိုက်ပါလေ။အဲဒီယူကရိန်းရဲ့တိုက်ခိုက်ဒရုန်းဟာရေတပ်တိုက်ခိုက်ဒရုန်းလို့သိရပါတယ်။ရုရှားပင်လယ်နဲ့ရေတပ်အုပ်စုနဲ့ရုရှားလေတပ်အတွက် လူသက်သမားလို့နာမည်ကျော်တဲ့နောက်ဆုံးထုတ်ဗတ်စုံသော Magura V7 ရေတပ်တိုက်ခိုက်ရေးဒရုန်းတွေကိုယူကရိန်းစစ်တပ်လက်ရဲကလူသိရှင်ကြားထုတ်ဖော်ပြသလိုက်ပါတယ် လင်းပြဒုံးကြီးတွေတက်ဆင်ထားတဲ့အဲ့ဒီ drone တွေနဲ့ပတ်သက်လို့ Ukraine နောက်လိုင်းကြီးကဒုတိယဗိုလ်ချုပ်ကြီးဘူတန်နော့နဲ့ Ukraine မှာစစ်တုံးထူးတက်ဖွဲ့တွေကသေစိတ်ရှင်းလင်းပြောပြသွားပါတယ်။ရုရှားပင်လယ်နက်ရင်အုပ်စုကိုတိုက်ခိုက်ဖို့စတင်ထုတ်လုပ်ခဲ့တဲ့ Magura V5 drone ကိုတက်ဆင်ခြင်းအဆင့်မြင့်တင်ထုတ်လုပ်ခဲ့ရမှာပြောရမယ်ဆိုရင်ရေတက်ကူတာမက ပြန်တက်လာတဲ့လေရင်ကိုပါပြစ်ချနိုင်ခဲ့တဲ့အထိ Magura V7 ကိုနှစ်နှစ်တွင်းမှာထုတ်လုပ်အသုံးပြုနိုင်ခဲ့တာလို့ Ukraine စစ်ထောက်လိုင်းကြီးကဲဘူဒန်နော့ကပြောပါတယ်။ဒါ Ukraine တို့အတွက်တော့ဂုဏ်ယူရမှာပဲဖြစ်ပါတယ်။ဒီရေတပ် drone ဟာထူးခြားခြားလေရင်ပေါ်မှာပြန်တန်းနေတဲ့တိုက်လေရင်ကိုပထမအဆုံးချိန်ပြစ်ခတ်နိုင်ခဲ့တာဖြစ်ပါလိမ့်။ဒီ drone တွေကိုအသုံးပြုပြီးတော့ Russia ရဲ့ Mi-8 ရဟင်း2စီး SU-30 တိုက်လေရင်2စီးပါဝင် Russia ပင်လယ်နက်ရေတပ်အုပ်စုကသင်္ဘောတော်များကို ပြစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။ရုရှားစစ်တပ်အတွက်အနည်းဆုံးဒေါ်လာသန်း900ကျော်ဖို့ဆုံးရှုံးခဲ့ပြီဖြစ်တယ်လို့ယူကရိန်းစစ်တောင်းလိုင်းရဲ့တပ်ဖွဲ့တွေကပြောသွားပါတယ်။ဒါကြောင့်ဒီလက်နက်ဟာရုရှားတို့အတွက်တော့ဒါဟာလူသက်သမားလို့ကြော်ကြပြီးတော်တော်လေးကိုဂရုစိုက်ရမယ့်လက်နက်ဖြစ်ပါတယ်။အခုအဲ့ဒီ drone တွေကိုပြန်လည်ပြီးတော့ရုရှားဘက်ကတုံ့ပြန်မှုအတွက်နီးလန်းတော့မရှိသေးဘူးလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ပူတင်ကဆွေးနွေးမယ်လို့ပြောပေမဲ့လူကိုယ်တိုင်လာရောက်ခြင်းမရှိတဲ့အတွက်ကြောင့်ဒါဟာစစ်ပွဲကိုအဆုံးသတ်ဖို့ပူတင်ကလေးနက်မထားဘူးလို့ယူကရိန်းသမ္မတဇီလင်စကီကပြောပါတယ်တကယ်လို့ပူတင်သာတက်မယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းတူရကီမှာလုပ်မဲ့အဲ့ဒီအစည်းအဝေးကိုလူကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီးသုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုလုပ်မှာဖြစ်ပါတယ်အခုတော့ပူတင်ကလူကိုယ်တိုင်အောင်မတက်ရောက်မှာကဒူဝင်ကြီးအစင်းတော့ပဲစိတ်လွတ်လိုက်တဲ့အတွက်ကြောင့်အားလုံးကစိတ်ပြတ်ပြီးဆွေးနွေးပွဲကပြတ်သွားတာဖြစ်ပါလိမ့် နှစ်ဖက်လုံးကပြန်လည်းပုတ်ခတ်စော်ကားမှုတွေနဲ့ဆွေးနွေးပွဲအတွက်ယူကရိန်းကပါဝင်မှာလားဆိုတဲ့မသေးချမှုတွေနိုင်ပေါင်းများစွာရှုပ်ထွေးနေပြီးနောက်ဒါဟာအဆုံးသက်သွားပါတယ်။အပြစ်ခရစေးကိုတွန်းအားပေးဖို့အာနာဂွန်လွှဲခံရတဲ့ယူကရိန်းကဝေးဝန်ကြီးဟာအန်ကာရာမှအစ္စတန်ဘူလ်ကိုထွက်ခွာသွားကြတော့ပြောပါတယ်။ဆွေးနွေးပွဲတွေဟာဒါပေမဲ့ဆက်တော့လုပ်မယ်လို့ဇီလန်စကီကပြောပါတယ်။ပူတင်ကိုယ်တိုင်တက်ဖို့ယူကရိန်းကတောင်းဆိုခဲ့ပေမဲ့ရုရှားကအစင်းနဲ့ကိုယ်စလဲဖွဲ့ကိုသာဆေလွတ်လို့ဇီလန်စကီကဝေဖန်ပြစ်တင်ပါတယ်။ဒါအပြင် တကီဆွေးနွေးပွဲကတိုးတက်မှုမရနိုင်ဘူးလို့ဝန်ခံခဲ့ပြီးဒေါ်လန်ထရန့်ကတော့ပူတင်နဲ့တွေ့ဆုံချိန်အထိစစ်ပွဲကိုအဆုံးသတ်ဖို့ဆောင်ရွက်ချက်မရှိနိုင်ကြောင်းပြောပါတယ်။ဒါပေမဲ့အင်ရှင်တရကီကတော့ဒီကိစ္စကိုအကောင်းမြင်နေစေဖြစ်ပြီးရုရှားထိတ်တန့်ညှိနှိုင်းမှုကဆွေးနွေးပွဲမှာဖြစ်နိုင်ခြေရှိတဲ့အပေးအယူတွေကိုဆွေးနွေးဖို့မော်စကိုဘက်ကအစဉ်သင့်ရှိကြောင်းပြောခဲ့ပါတယ်။ကမကောင်းစွာနဲ့ပဲသူတို့ကစစ်မှန်တဲ့စစ်ဆင်ညှိနှိုင်းမှုတွေကိုတန်ဖိုးမထားဘူးပြလို့ဇလန်စကီက တူဂီသမရာအဒိုဂန်နဲ့တွေ့ဆုံပြီးနောက်သတင်းတောက်တွေကိုပြောပါတယ်။ဒါမှအဒိုဂန်နဲ့ trend ကိုလေးစားတဲ့အတွက်ကြောင့်ကာကွယ်ရေးဝန်ကြီး Rester Umarov ဦးဆောင်တဲ့စင်နက်ကိုစလီအဖွဲ့ကအစ္စတန်ဘူကိုသွားပြီးတော့၃နှစ်ကြာစစ်ပွဲရပ်ဆိုင်မှုကိစ္စဆွေးနွေးမယ်လို့ဇလန်စကီကဆက်ပြောပါတယ်။အခုတော့ယူကရိန်းဘက်ကလည်းဇလန်စကီကိုတိုင်မတက်တော့ပဲကာကွယ်ရေးဝန်ကြီးသာတက်မှာဖြစ်ပါတယ်။အမေရိကန်ဘက်ကလည်းနိုင်ငံခြားရေးဝန်ကြီးကိုသာဆေးလွတ်မှာဖြစ်ပါတယ်။ ယူကရိန်းတည်ရှိနေတဲ့အနေအထားကိုမေကွန်းထောက်ခဲ့ပြီးစစ်ပွဲအစ2022မှာမအောင်မြင်ခဲ့တဲ့ဆွေးနွေးပွဲကိုဦးဆောင်ခဲ့တဲ့သမ္မတပူတင်ရဲ့သဘောထားတင်းမာတဲ့အကြံပေးဗလာဒီမာဘန်နက်စကင်းကရုရှားကိုဦးဆောင်မှာဖြစ်ပါလေ2022ဖေဖော်ဝါရီကမော်စကိုကယူကရိန်းကိုကျူးကျော်ပြီးကတည်းကနှစ်ဖက်တိုက်ပွဲတွေအတွင်းလူပေါင်းသိန်းနဲ့ချီတည်ဆုံးခဲ့ပြီးခုခါရုရှားကယူကရိန်းပိုင်နယ်ရဲ့၅ဘုံတစ်ဘုံကိုထိန်းချုပ်ထားပါလေစစ်ပွဲစတင်ပြီးပထမသတင်းပတ်ကတည်းကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်တော့ရိုက်ဆွေးနွေးခြင်းမရှိခဲ့ပေ သွေးထွက်တိုင်စစ်ပွဲဟာ၃နှစ်တာအတွင်းဝင်လာပြီးနှစ်ဖက်ရည်တည်ချက်တွေကပုံမူပွဲပြလာခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အီရန်နဲ့နျူကလ িয়ার ထိန်းချုပ်ရေးသဘောတူညီချက်ဟာရလူနီပါဖြစ်နေပါပြီလို့သမ္မတထရန့်ကဆိုပါတယ်။အီရန်နျူကလ িয়ার ထိန်းချုပ်ရေးသဘောတူညီချက်ရဖို့အရန်နီနီစစဖြစ်လာပါပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောခဲ့ပါတယ်။ဆွေးနွေးနေတဲ့အကြောင်းအရာတော်များနဲ့ပတ်သက်လို့အီရန်ဆိုရဘက်က သဘောတူတဲ့အရေးအယောင်ပြသထားကြောင်း Trump ကမှတ်ချက်ပေးပါတယ်။အီရန်နဲ့ရေရှည်ငင်းငင်းချင်းချင်းနေထိုင်ဖို့အတွက်အမေရိကန်ကလေးနက်ဆွနေနေတယ်လို့အရှေ့လက်ပံခီးစင်မှာ Trump ကဆိုပါတယ်။ညီလိုက်မှုတွေမှာရန်ရည်ကြီးတဲ့ရွေးချက်စရာခြေလက်နှစ်ခုရှိပါတယ်။တစ်ခုကအင်မတန်ကမ်းမွန်တဲ့ခြေလက်မှာနောက်တစ်ခုကအကြမ်းဖက်တဲ့ခြေလက်မှာဒါမဲ့ဒုတိယနည်းကတော့မတုံးကျင်ဘူးလို့ Trump ကဆိုပါတယ်။အဲ့ဒီလိုရွေးချက်စရာမလိုရအောင်ချင်းတွေကနှိစက်တိုးတက်နေတယ်လို့သူကပြောပါတယ်။ နှစ်ဖက်ညီနိုင်မှုနဲ့ပတ်သက်တဲ့နှိစက်တဲ့အီရန်ဘက်ကသတင်းရင်းမြစ်တွေကတော့ဆွန်းနစ်မှုတွေမှာအမြင်ကွာဟတဲ့အပိုင်းတော့ရှိနေသေးပဲလို့မှတ်ချက်ပြုပါရယ်။အီရန်နဲ့အမေရိကန်ကြားထဲမှာအီရန်နျူကလ িয়ার သဘောတူညီမှုရရှိဖို့နှိစက်နေတယ်ဆိုတဲ့သတင်းကြောင့်ယင်းနဲ့ဈေးကအကျပတ်ဦးတည်လာပါရယ်။အီရန်နဲ့အမေရိကန်တို့ဟာအီရန်နျူကလ িয়ার ထိန်းချုပ်ရေးကိစ္စနဲ့ပတ်သက်ပြီးကိုယ်စားလှယ်တွေဆင်လို့ဆွန်းခဲ့ပါရယ်။ပြီးခဲ့တဲ့သတင်းဘက်ကအိုမန်မှာဆွန်းနစ်မှုတွေပြီးစီးခဲ့တဲ့နောက်အခြေအနေတွေတိုးတက်ခဲ့ပြီးနောက်ဆက်တဲ့တွေ့ဆုံဆွန်းနစ်မှုတွေအတွက်စီစဉ်ထားကြောင်းနှစ်ဖက်လုံးကပြောပါရယ်။ အီရန်ကနျူကလ িয়ার နည်းပညာကိုစွမ်းကံနာအတွက်ငြင်းငြင်းချမ်းချမ်းသုံးပြဖို့ပဲရည်ရွယ်တယ်လို့ပြောပေမဲ့အမေရိကန်ကတော့ယုံကြည်ခြင်းမရှိပါဘူး2015ကအမေရိကန်သမ္မတဥဘာမအူဆောင်ပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေဟာအီရန်နဲ့နျူကလ িয়ার ထိန်းချုပ်ရေးသဘောတူညီမှုတစ်ခုရယူနိုင်ခဲ့ဘူးပေမဲ့ထွန်းကသူ့ပထမတက်တမ်းမှာပဲအဲ့ဒီသဘောတူညီမှုကနေနှုတ်ထွက်ခဲ့ပါလေ လက်ရှိစစ်နမှုတွေနဲ့ပတ်သက်လို့ကတော့ Iran အနာပိုင်းတွေကနိုင်ငံအပေါ်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုကနေလွတ်မြောက်နိုင်ဖို့ထွက်ရဲ့အစိုးရနဲ့သဘောတူညီမှုတစ်ခုရရှိဖို့လိုလာကြောင်းအရေးမွပြောကြားထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။နိုင်ငံရေးပါတီအားလုံးကိုဖျက်သိမ်းဖို့မာလီနိုင်ငံမှာဆက်အနာသိန်းခေါင်းဆောင်ကအမိန့်ထုတ်လိုက်ပါတယ်။တိုက်ခန့်ဒီမိုကရေစီအင်အားစုတွေပေါ်ဖိနှိပ်ချိုးနှိမ်တဲ့နောက်ခြေလှမ်းဖြစ် မာလီအာနာသိန်းစစ်တပ်ဟာနိုင်ငံရေးပါတီအားလုံးဖျက်သိမ်းဖို့အမိန့်ထုတ်ခဲ့ပါလေမာလီရဲ့ချုပ်ချာအာနာပိုင်နယ်ထဲမှာရှိနေသမျှနိုင်ငံရေးပါတီတွေနိုင်ငံရေးနဲ့ဆက်စပ်တဲ့အဖွဲ့အစည်းတွေမှန်သမျှဖျက်သိမ်းရမယ်လို့မာလီအစိုးရကနိုင်ငံပိုင်ရုပ်မြင်သံကြားကနေတစင်ထုတ်ပြန်ပါလေဒါဟာ2021ကအာနာသိန်းခဲ့တဲ့မာလီစစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးအာစီမီဂွိုင်ဒါအနေနဲ့ရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတဲ့ကတိကိုဖောက်ဖျက်လိုက်ပြီးနောက်ထပ်အနည်းဆုံး၅နှစ်အာနာဆက်ပြီးထိန်းချုပ်မဲ့အတိတ်ပဲရှိပါတယ် နိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြောင်းရအောင်တောင်းဆိုနေတဲ့နိုင်ငံရေးပါတီတွေကတော့အခုမိန့်ကိုသေချာပေါက်ဆန့်ကျင်ကြပွဲရှိပါတယ်။အာနာဒိမာလီစတက်ဟာပြီးခဲ့တဲ့နှစ်ကစလို့နိုင်ငံရေးလှုပ်ရှားမှုတွေကိုပြစ်မှတ်ထားဖိနှိပ်ဖြိုခွင်းတာကိုအရှိန်မြှင့်တင်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကဒီမိုကရေစီရေးဆန္ဒပြပွဲတစ်ခုမှာကိုကုတ်ကိုရဲရဲရှိတွေကပြောတဲ့လက်နက်ကင်တွေကလက်တိုက်ခံခေါင်းဆောင်နှစ်ဦးကိုဖမ်းဆီးသွားပါတယ်။အာနာပိုင်တွေကတော့ဒီကိစ္စပေါ်ဘာမှချက်မှမပေးပါဘူး။ ပြည်ကြဲလာကတက်ကဥဆောင်ပြီးတော့ဒီမိုကရေစီအားစုတွေကဆန့်ကျင်တဲ့မျိုးသားညီလာခံတစ်ခု လုပ်ခဲ့ပါတယ်။လက်ရှိစစ်ကောင်စောင်းဂွိုင်းတာကို2030ဒီသမရယာလူအနှင်းဖို့လည်းအဲ့ဒီမှာအတင်းကျပ်ဆုံးဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုနိုင်ငံရေးပါတီနေနဲ့လူ့အဖွဲ့အစည်းတွေကပြင်းထန်ရှုတ်ချပါတယ်။မာလီစစ်တပ်ဟာအရင်ဆုံးကတော့2022ဖေဖော်ဝါရီမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပေမဲ့လက်တွေ့မှာဂရုမတည်တဲ့အပြင်နိုင်ငံရေးပါတီတွေကိုပါဖျက်သိမ်းလာစေတာဖြစ်ပါတယ်။ အာဖရိကနိုင်ငံတစ်ခုပြည်နဲ့မာလီဟာနှစ်နှစ်ဆက်တိုက်ဆေးရနာသိမ်းမှုကြုံခဲ့ရပါတယ်။2020ပြည့်နှစ်ဆေးရနာသိမ်းမှုပြီးမှာဆေးရရှိသူဖြစ်တဲ့ဘာဟန်အန်ဒေါကိုယာယီသမရဖြစ်ကျင်ညာပြီးဂွိုင်ဒါကဒုသမရပါ။2021မှာတော့ဂွိုင်ဒါကအာနာသိမ်းတဲ့ဘိုလ်ချုပ်ကြီးအန်ဒေါကိုဖြုတ်ချပြီးထက်ဆင့်အာနာထက်သိမ်းခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မှာချစ်သူဖြစ်သူကိုမတွေ့လို့ဆိုပြီးတနက်ကန်ရန်ကောက်သူကိုအထူးတပ်ဖွဲ့ကဝိုင်းထားတယ်လို့သိရပါတယ်။ ဘန်ကောက်မြို့ရှိရပ်ကွက်တစ်ခုမှာအရက်မူးနေတဲ့တနက်သမားကတနက်ကိုမိုးပေါ်ထောင်ခေါ်ပြီးတစားကန်၆ဦးကိုဖမ်းထားပါတယ်။သူရဲ့ပြောင်းနေတဲ့ရီးစားကိုရှာဖွေဖို့ဒေါသတကြီးအော်ဟစ်ခဲ့တဲ့ရုံရင်ဆန်ခဲ့မှုဖြစ်ခဲ့ပါတယ်။မေ15ရက်နေ့နနက်9:45မိနစ်ကထိုင်းလူမျိုးအသက်30နှစ်အရွယ်တနက်သမားဟာတနက်နဲ့ရှောက်ပြတဲ့အတွက်ရပ်ကွက်တွင်နေသူတွေကပြေးလွှာပုံအောင်ခရာကြောင်းနောက်တော့ရဲတပ်ဖွဲ့ကရောက်လာကြောင်းသိရပါတယ်။လူတို့ကပြစ်ခတ်ပြီးရန်ကားနေကြောင်းတရင်ရရှိပြီးနောက်ခင်းဖြစ်ပွားနေရဝရဲရရှိတယ်ပထမဆုံးရောက်လာပါလေ နောက်ပြီးတော့အဲ့ဒီသနတ်သမားဟာတစားကန်6ဦးကိုဖမ်းဆီးထားကြောင်းတွေ့တဲ့အခါရဲတွေကအမြန်ပိတ်ဆို့လိုက်ပါတယ်။ဒါအပြင်မြို့တော်ရဲဌာနရဲ့ကော်မရှင်နာရဲမင်းကြီးကိုတိုင်ခင်းဖြစ်ပေါ်တဲ့နေရာကိုအရေးပေါ်ကြီးကြပ်ကူခဲ့ပါတယ်။သနတ်သမားဟာရဲမှုပြီးစိတ်ပိုင်းဆိုင်ရာအခြေအနေလည်းမတိမငြိမ်ဖြစ်နေတယ်လို့ Carson News ကဖော်ပြပါတယ်။အဲ့ဒီသနတ်သမားဟာတဲ့သူ့ချစ်သူကိုအိမ်မှာလိုက်ရှာခဲ့ပေမဲ့သူ့ချစ်သူကရှောင်နေတဲ့အတွက်ကြောင့်ဒေါသထွက်ပြီးဘိုးဘော်ထောင်ကသနတ်ကို6ချက်ထက်မနည်းပြစ်ခဲ့ပါတယ်။အဲ့တော့အင်ကိုဝင်စီးပြီးတော့ ဂယောဂရန်လေးအော်ဟစ်ပြောဆိုကြောင်းအင်းဒီချင်းတူကဆိုပါတယ်သူကြည့်ရတာလုံးဝထိမနဲ့သိမ့်မရပါလူတွေအော်ဟစ်ပုံအောင်နေရတယ်ဗျံပရာဖြစ်နေတယ်လို့ဆိုပါလိတနသမားကစိတ်ဆက်ညီနေမှုညင်းဆိုခဲ့ပြီးအရာရှိတွေကိုပြန်ပစ်ခဲ့တဲ့တကြောင်အခြေအနေကပိုဆိုးနေပါတယ်စိတ်အေးထားဖို့တောင်မှမဟုတ်ဘူးဘောဆောင်ရဖို့သူကရွေချက်ဘာမှမရှိဘူးဒါကြောင့်ကျွန်တော်တို့လည်းအရက်သားတွေကိုကောက်ွယ်ဖို့ကလွယ်ပြီးတော့တခြားရွေးချက်စရာမရှိဘူးလို့ရဲရဲရှိတိကပြောပါတယ်လမ်းကိုပိတ်ဆို့ထားပြီးဒေသခံတွေဘေးလျော့ရှူပြောင်းပေးခဲ့ပါတယ် အလီတနတ်သမားကို AC လက်နက်ချပြီးဒဇာကနေလွတ်ဖို့အတွက်စိတ်ဆင်ညိုင်မှုတွေကအခုချိန်ထိလုပ်နေရပါတယ်။အချိန်နေကတော့လက်ခက်တက်လက်ဖြစ်နေပါတယ်။အခင်ဖြစ်ပေါ်နေရတဲ့နေရာတွေကလက်နက်ကရရှိတွေကတင်းကျပ်စွာထထားပြီးအကြက်တဲဖြစ်ရှိမှုစွန့်မှုတွေဆက်လုပ်နေပါတယ်။ဒေသခံတွေကိုလည်းအဲ့ဒီနေရာကိုရှောင်ရှားကြမှုအတွက်ညွှန်ကြားထားတာဖြစ်ပါတယ်။နောက်ဆုံးတင်းပုတ်ပြောချင်ပါတယ်။အာကာသမှာနှစ်ပေါင်း100အထိအသုံးပြုနိုင်တဲ့ဘက်ထရီကိုဂျပန်ကတည်ထွင်နေပါတယ်။အာကာသစူးစမ်းလေးလာရေတွက်နှစ်ပေါင်းများစွာအသုံးခံတဲ့ဘက်ထရီတွေလိုအပ်ပါတယ်။ အာဂါဒရဲ့ပြင်းထန်တဲ့ရာသီဥတုဒဏ်ခံနိုင်ဖို့လည်းလိုအပ်ပါတယ်ခုနကဂျပန်ကအာဂါဒမှာနှစ်တရာအသုံးပြုနိုင်တဲ့ဘက်ထရီကိုတီထွင်နေပါတယ်အဲ့ဒီဘက်ထရီဟာပြုပြင်ထိန်းသိမ်းစရာမလိုပဲကာလရှည်အသုံးပြုနိုင်တဲ့အတွက်အာဂါဒစူးစမ်းလေ့လာရင်မှအလုံးသုံးဝင်ပါပါအမေရိစီယန်လို့ခေါ်တဲ့ရေဒီယိုတတိကျဒရက်ထူကိုသုံးပြီးအဲ့ဒီလိုမျိုးဘက်ထရီကိုတီထွင်မှာဖြစ်ပါတယ်လက်ပေါ်မှာအဲ့ဒီဘက်ထရီကိုသုံးပြဖို့မြင်မာတဲ့ပုံစံခံနိုင်ရမှာဖြစ်ပါတယ်လာရဲ့ပုံစံကနေ့ဘက်မှာ130ဒီဂရီနဲ့ညဘက်မှာ180ဒီဂရီရှိပါတယ် လာဘုံမှာတင်းနစ်တာနဲ့ညတာဟာနှစ်ပတ်တာကြာမြင့်ပါတယ်။ဒါအပြင်ဘက်ထရီကိုအာဂါသယာဉ်မှာတက်ဆင်နိုင်လောက်အောင်အရွယ်အစားကြစ်လိပြီးပေါ်ပါရမှလည်းဖြစ်ပါတယ်။အာဂါသယာဉ်ရဲ့တုံ့ခံမှုကိုလည်းခံနိုင်အောင်တည်ဆောက်အောင်ဖြစ်ပါတယ်။တီထွင်သူအဖွဲ့ကောင်းဆောင်မာဆာရှာဒီတက္ကနိုကတော့စိန်ခေါ်မှုများစွာရှိပြီးမယ်။နှစ်တရာသုံးခန်းနဲ့ဘက်ထရီကိုအောင်မြင်စွာတီထွင်နိုင်မယ်လို့ယုံကြည်ထားတာဖြစ်ပါတယ်။